အဲ့မဲ့ပြကျွန်တော်မြင်နေတာကအာဆင်နယ်ပရိသတ်တွေကပါလဲဆိုတော့ပရီးမီယားလိလဲယူပဲချန်ပီယံလိလဲယူပဲဆိုပြီးတော့လုပ်နေကြတာကျွန်တော်တွေ့ရတာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကတစ်ခါမှမရဘူးတဲ့ချန်ပီယံလိပြီးတော့နှစ်ပေါင်းများစွာဝေးကွာနေတဲ့ပရီးမီယားလိနှစ်ခုလုံးကိုတန်းပြီးယူပဲဆိုလို့ရှိရင်တစ်ခုမှမရတော့ဘူးထပ်ပြီးတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒီအာဆင်နယ်ကတော့သူ့ရဲ့ပုံစံတိုင်းလေးပဲအာအမားတွေတော့လုံကောင်းလုံကောင်းလုပ်လိုက်မြေပေါ့နော်ဒါပေမဲ့လေသူတို့မှားနေတဲ့အချိန်မှာပြီးသူတို့ကိုဒီချန်ပီယံဆုအတွက် ကန်ဆိုင်မဲ့အတင်းတွေကလိုက်ပြီးတော့မှန်နိုင်မှမလားဘူး။ဒီယာဒီမှာကျတော့အဲ့လိုချင်နေဝင်တော့တိတ်ပြီးတော့မတွေ့ရဘူးပေါ့။အာဆနယ်ကိုကျွန်တော်ထင်တယ်ဒီယာဒီမှာအနည်းဆက်ဆုံးဖိအားပေးနိုင်မဲ့အတင်းကဒီဘောနောကမန်စီးတီးပဲရှိလိမ့်မယ်။သူတို့ရဲ့မာဂျင်ပေါ့နော်။သူတို့ရဲ့မာဂျင်ကဘယ်လိုလဲဆိုတော့တည်တမတ်လို့ဖြစ်လာ။ဒါကလည်းတော်တော်လေးဟိုမှာမဖြစ်နိုင်တော့တဲ့ချိန်လေးမှာသူကတည်တမတ်ကိုရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ပွဲတိုင်းနီးပါးကိုနိုင်အောင်ကစားရတယ်။ โอเคပါကိုရင်းတို့ဟောမင်္ဂလာပါမင်္ဂလာပါကိုတူရယ်โอเคပါဒါပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ဒါခေါင်းစဉ်ရွေးထားရယ်ပေါ့နော်ဒါကတရားဒီမှာအာဆင်နယ်အသင်းဒါပရီးမီးယားလိချန်ပီယံဖြစ်မလားဆိုတော့ ခေါင်းစဉ်ပေါ့လေနော်ဒါကျွန်တော်တို့အခုနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှင်တော့အမြဲလို့ကျွန်တော်တို့ပြောပြနေတဲ့ခေါင်းစဉ်တစ်ခုလည်းဖြစ်တယ်ပေါ့ဗျာဒီနှစ်မှာတော့လည်းလေပို့ပြီးတော့ပြောသင့်တဲ့အစီအစဉ်မျိုးမှရှိလို့ကျွန်တော်ထင်တယ်ဘာလို့အာဆင်နယ်ကလည်းတကယ်ကိုကောင်းနေတယ်အခုဒါအမတ်ဘေးဇာရဲ့အဆင့်တနေရာမှာလည်းရှိတော့ကျွန်တော်ဒီအကြောင်းကိုပြောဖို့ဖြစ်လာတယ်ပေါ့နော်အဲ့တော့ကိုရလင်းထုံးအနေနဲ့ဒီအနေထားနဲ့ပတ်သက်ပြီးတော့အမြင်လေးတွေဘလို့ရှိလဲပေါ့ကိုရလင်းထုံးအမြင်အနေပြီးတော့ကျွန်တော်တို့ဒါစလိုက်ချက်ပါတယ်အော်ဒါဆိုရင်ချန်ပီယံယူမယ်ဆိုရင်ပေါ့ဒီဘယ်ဖလားရဲ့ချန်ပီယံယူမှာလဲပေါ့နော် ီနေရာမှာကျွန်တော်တစ်ချက်တော့စဉ်းစားဖို့လိုတာပေါ့။ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ရဲ့လက်ရှိအနေအထားကဒီဖလားသလုံးပေါ့။ဒီအိုင်အွန်ဆိုက်ပြီးတော့ဒီ100%ကစားလိုက်နေဆိုရင်ဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာတော့ရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။လက်ရှိအာဆင်နယ်ရဲ့ဝါမှာလည်းဒီစူပလားဆာလောင်နဲ့ကိစ္စကတော်တော်လေးဟိုမှာကြီးကြီးရယ်လေးဖြစ်လာတယ်ပေါ့နော်။အာဆင်နယ်ပရိသတ်တွေကစားဒီပင်းဒီဖလားလိုချင်တယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်လာတယ်။သူတို့လိုချင်တဲ့ဖလားကြတော့လေဒီပင်းမြလီဖလားဖြစ်နေတာပေါ့နော်။ ပြင်းပြဒီပလာကိုကြည့်ပြန်တော့လေဟိုကပြောဖို့ကတော့စောတော့စောသေးရေပေါ့နော်ဒီဇင်ဘာလာပဲရှိတယ်ဒီဇင်ဘာတော့မရောက်သေးဘူးဆိုတာပြောဖို့တော့စောသေးရေဒါပေမဲ့လည်းအာဆင်နယ်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ပြင်းပြဒီပလာကိုပဲအဓိကဒေါင်းပေးပြီးတော့ပဲပြောရမှာပေါ့နော်อืมโอเคสินเนก็ลักษณะฉินเนี่ยကြည့်မယ်ဆိုရင်တော့ပြင်းပြလေးရဖို့အတွက်ကတော့ဒီအားကောင်းဆုံးပဲပုံစံမျိုးလေးတော့ဖြစ်နေတာပါเนาะဘာလဲဘယ်လိုပြောရမလဲဒီပြန်ပြီးတော့လွန်ခဲ့တဲ့3နှစ်ကိုပြန်ပြီးကြည့်မယ်ဆိုရင်အာဆင်နယ်တတိယရခဲ့တဲ့နှစ်တွေမှာဆိုရင် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေကအဲအာဆင်နယ်ထက်ပိုပြီးတော့ကောင်းတယ်လို့အရင်ကောင်းနေတဲ့အသင်းတွေလည်းပါတယ်တချို့အသင်းတွေကတော့လည်းအဲ့လိုမဟုတ်ဘူးအာဆင်နယ်ထက်ပိုပြီးတော့အမားနေခဲ့တဲ့အသင်းတွေပေါ့နော်ဒီပြန်ပြီးကြည့်မယ်ဆိုရင်မက်ဆီဒီ၄နှစ်ဆက်ကြားခဲ့တဲ့နှစ်မှာဆိုရင်ဒါမက်ဆီဒီကသူတို့မှန်ရမယ့်ချိန်မှာလုံးဝမှန်သွားတယ်ခြေလုံးကမချော်အောင်ဒါကြောင့်မှန်သွားပြီးတော့ဖလားပိန်သွားတာပေါ့အဲ့တော့အာဆင်နယ်ကဖိလစ်သွားတာပဲနော် ီလီဗာပူးပြီးခဲ့တဲ့နှစ်ကရတဲ့ချိန်တွေမှာဆိုရင်အာဆင်နယ်ကဒဏ်ရာတွေရတယ်ချေချော်ရဲပေါ့နော်အာဆင်နယ်ကတော့အာဆင်နယ်ပုံစံတိုင်းနဲ့သူအမားလေးတော့လုပ်တယ်ဒါပေမဲ့လီဗာပူးကကျတော့အာနီစတော့ကကျတော့လူချင်းတဲ့အမှတ်တွေလူချင်းတဲ့ပွဲတွေမှာရအောင်ယူသွားတာပေါ့အလုပ်ရှင်းနေတယ်အာဆင်နယ်ကဒီပြရနဲ့ချိန်နဲ့လဲအောင်ဒါပေမဲ့ဒီနှစ်မှာကျတော့ဘယ်လိုဖြစ်နေလဲဆိုတော့အတင်းတော်များများကအထိုင်ပြက်နေရဆိုတဲ့ပုံစံမျိုးလေးကိုကျွန်တော်ကြားပြီးတော့တွေ့ရတယ်ပေါ့နော်ဒီဟုတ်ကဲ့နာစီတီကလည်းဒီဂွာဒီယိုလာက ကတကယ်ချင်းတော့လုတ်လိုက်တယ်ဆိုပေမဲ့အပြောင်းလဲလုတ်လိုက်တယ်ဆိုပေမဲ့ဒါကထိချလို့မရသေးဘူးဒီပါဘူးကလည်းဒီအာနေစလော့ကသူအဖြေရှားမဲ့ဒိဋ္ဌာတွေအများကြီးရှိသေးတယ်ပေါ့နော်ထိချအထိုင်ကျနေတာဆိုလို့ချဲစီတည်င်းလောက်ပဲရှိနေရဆိုလဲပုံစံတွဲလို့တွားပြီးတော့တွေ့ရတယ်ပေါ့နော်ဒီအာဆင်နယ်ကတော့သူ့ရဲ့ပုံစံတိုင်းလေးပဲအာအမားတွေတော့လုတ်ကောင်းလုတ်ကောင်းလုတ်လိုက်မြေပေါ့နော်ဒါပေမဲ့လေသူတို့မှားနေတဲ့အချိန်မှာပြီးသူတို့ကိုဒီချန်ပီယံစုအတွက် ကန်ဆိုင်မဲ့အတင်းတွေကလိုက်ပြီးတော့မှန်နိုင်မှမလားဘောဒီယာရီမှာကျတော့အဲ့လိုချင်နေဝင်တော့တိတ်ပြီးတော့မတွေ့ရဘူးဘောဒါတွေကလည်းဒီအာဆင်နယ်ကိုပရီးမီးယားလိချန်ပီယံနော်အာဆင်နယ်ချန်ပီယံဖြစ်နိုင်လားဆိုတဲ့ထိခိုက်မှာပဲနော်ဒါတော့ပရီးမီးယားလိကိုအဓိကပြောချင်တာဘောနော်အဲ့တော့အာဆင်နယ်အနေနဲ့ဒီလိုချက်တွေကပဲပရီးမီးယားလိမှာချန်ပီယံဖြစ်နိုင်မှု အယံကိုလက်ရှိကြည့်နေရပါတော့အယံကိုအားကောင်းနေတယ်လို့ကျွန်တော်တော့မြင်ရဗျဒါပေါ့နော်ကိုရင်းနှီးတော့ရဲ့ဒီပရမတပိုင်းပြီးသွားတဲ့အခါမှာကျွန်တော်ရဲ့ဒီပေါ့နော်ပရမဒီအနေထားလေးကိုကျွန်တော်ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်လိုလဲဆိုတော့အာဆင်နယ်ဒီဟာဒီမှာချန်ပီယံဖြစ်မလားပေါ့ဗျာအဲ့ကျွန်တော်ရဲ့အတွေ့ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်ရဲ့ဒီဟိုပေါ့စိတ်ကူးစိတ်တမ်းပေါ့ကျွန်တော်မှရှိတဲ့အတွေ့တွေရဆိုလို့ရှိရင်ကျွန်တော်ရဲ့အတွေ့အမြင်ရဆိုလို့ရှိရင်ပေါ့နော်ဒါ league ချန်ပီယံပေါ့အမေဘေးချန်ပီယံဆိုဖို့ရတဲ့အသင်းကဘယ်လိုလဲဆိုတော့တင်ကျင်မှုတစ်ခုရှိရတယ်လို့ကျွန်တော်ကယူဆတာပေါ့နော်အဲကျွန်တော်တို့လိဂ်တွေအကုန်ကြည့်လိုက်ပေါ့စပိန်လာလီကကြည့်မလားအီတလီစီရီကကြည့်မလားဂျာမန်ဘရက်စ်တွေကကြည့်မလားပရီးမီယာလိဂ်ကြည့်မလားပေါ့နော်အဲရာသီတိုင်းရာသီတိုင်းမှာဒါချန်ပီယံဖြစ်သွားတဲ့အသင်းကအဲ့ဒီလိဂ်ရဲ့အတင်ငယ်ဆုံးအသင်းပဲ မားတဲ့အချိန်တွေကတော့ရှိတယ်။ဒီအသင်းလည်းမားမယ်၊ကိုယ်အသင်းလည်းမားမယ်၊ကိုယ်လည်းမားမယ်၊သူလည်းမားမယ်ပေါ့နော်။ပြောလို့ဆိုလို့ရှိရင်တော့ Champions League ကိုပြိုင်ဆိုင်နေတဲ့အချိန်မှာအမားတွေကတော့ရှိကြတယ်။ဒါပေမဲ့ပို့ပြီးတော့တည်ငြိမ်နေဆိုတဲ့အသင်းကအချိန်တန်လို့ရှိရင်တော့ Champions League ကိုရောက်သွားတဲ့ပုံစံကိုကျွန်တော်တို့မြင်ရတယ်ဗျာ။ဒါအရင်နှစ်တွေက Arsenal ဒုတိယဖြစ်တဲ့အခါမှာကျွန်တော်တို့ရှင်းရလေးပဲဗာဖြစ်လို့လေ Arsenal ကတည်ငြိမ်မှုမရှိလို့ပေါ့။ရှင်းနေကြပြီလေ။အခု Arsenal ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ Arsenal ကတည်ငြိမ်မှုရှိလားဆိုတော့ရှင်း Arsenal ကတည်ငြိမ်မှုရှိတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်။ Liverpool ကိုသူတို့ရှုံးသွားတယ်ဗျာ။ဒါပေမဲ့ဘာမှမဖြစ်ဘူး။ Channel ပွဲ ဲမှာအာဆင်နယ်အမားမခံဘူးအာဆင်နယ်အမားမခံဘဲနဲ့လာတဲ့အခါမှာအာဆင်နယ်အခုဆိုဘာဖြစ်သွားလဲအမတ်ဘေးဆရာရဲ့စင်တနေရာကိုကျောက်သွားတယ်ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒါအာဆင်နယ်ကိုကျွန်တော်တို့ကလက်ရှိပရီးမီးယားလိရဲ့အတင်းကြီးဆုံးအသင်းလို့ကျွန်တော်ကယူဆတယ်အဲ့တော့ဂျန်တဲ့အသင်းတွေကိုကြည့်လိုက်မယ်ဒါမဲ့စီးတီးကဆန်တော့ကိုရဲတို့ပြောသလိုမျိုးပဲအခုမှသူကပြောလို့ဆိုတော့ကျွန်တော်ဂွာယူလာကပြန်ပြီးတော့အစ်စ်လုံနေတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ဒီအသင်းကကောင်းလားဆိုလို့ရှိရင်တော့ကောင်းတယ်အာဆင်နယ်ကိုကျွန်တော်ထင်တယ်ဒီရာသီမှာအနည်းဆက်ဆုံး ဖိအားပေးနိုင်မဲ့အသင်းကဒီဘောနောဝါမန်စီးတီးပဲရှိလိမ့်မယ်။ဒါပေမဲ့မန်စီးတီးကဒီရဒီမှာလဲလေးချေချော်တယ်။အရင်လိုမျိုးမန်စီးတီးတွေပဲကျွန်တော်သိပြီးတော့ယုံစားလို့မရတဲ့မန်စီးတီးမဟုတ်ဘူး။အဲဒီလိုမျိုးကနောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးပေါ့။ လီဗာပူးကကျတော့ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်ဒီပြအာရီစလော့ကကျွန်တော်တို့ကဂျာကန်ကလော့ရဲ့အထိုင်လေးနဲ့နည်းလေးဆက်သွားတဲ့ပုံစံမျိုးမှာအဆင်ပြေပြီးတော့ချန်ပီယံဖြစ်သွားတယ်။ဒီနှစ်မှာကျတော့သူကသူ့ပုံစံနဲ့ချိန်တယ်လို့ကျွန်တော်မြင်တယ်။ပြီးတော့ခေါ်ထားတဲ့ကစားသမားအသစ်တွေရှိတယ်။အမ်ဝင်နာတွေလည်းရှိတယ်ပေါ့ဗျာ။ပြောမလို့ဆိုလို့ကျွန်တော်အဓိကခေါ်ထားတဲ့ Isan နဲ့ Vis ပေါ့နော်။ဒီကစားသမားတွေဆိုလို့ရှိရင်အများကြီးဖြစ်လာမှာ။ဒါပေမဲ့အခုချိန်ဒီသင်တို့ဖြစ်မလာသေးဘူး။ဒီလိုနေထားလေးရှိတဲ့အခါမှာလီဗာပူးကလည်းမနစ်ကလီဗာပူးမဟုတ်ဘူး။အဲကျွန်တော်တို့ Chelsea ကလည်းအားလုံးသိတဲ့အတိုင်းပဲ Chelsea ဆိုတာကလည်းလိုအပ်လို့ရှိရင်နိုင်တယ်။ ်အချက်စီနိုင်တော့မလားဆိုပြီးတော့သွားပြီးကြည့်မယ်ဆိုတော့ရှင်ချက်စီကလည်းမနိုင်တော့ဘူးဒီလိုအခြေအနေရှိတယ်အခုဆိုလို့ရှင်ဒါမန်ယူနဲ့အာဆင်နယ်နဲ့အမှတ်ကဘာမှတော့မကွာဘူးပေါ့ကဲအခုဆိုလို့ရှင်ကျွန်တော်လာမယ့်တစ်ပတ်မှာအာဆင်နယ်ရှုံးသွားမယ်မန်ယူနိုင်သွားမယ်ဆိုလို့ရှင်မန်ယူအသင်းကလည်းအမှတ်ပေးဖလားကိုပျော်လေးခွင့်ရှိပေမဲ့မန်ယူဆိုတဲ့အသင်းကလည်းဒီနေ့နိုင်မှာမလားဟောနောက်နေ့နိုင်မှာမလားဒီတစ်ပတ်နိုင်မှာမလားနောက်ပတ်နိုင်မှာမလားဆိုတာဘာမှမသိတဲ့အသင်းလို့ဖြစ်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှင်ဒါပရီးမီယာလိအသင်းကြီးထဲမှာဘယ်အသင်းကအတင်းကြီးဆုံးလဲလို့ကျွန်တော်တို့အဖြေရှာတဲ့အခါမှာအာဆင်နယ်ကအတင်းကြီးဆုံးဖြစ်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှင်ကျွန်တော်အာဆင်နယ်နဲ့ပရီးမီယာလိရဲ့အလ လဲအသိမဖြစ်ဖြစ်ထိတ်တန်းအသိမဖြစ်ပေါ့ဗျာတုံတိုင်းဘယ်အသိမဖြစ်ဖြစ်ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်ဘက်မှနေတာကလောလောဆယ်မှာပို့ပြီးတော့အဆင်ပြေတဲ့အခြေအနေဖြစ်နေတယ်။အာဆင်နယ်ကဒီလောက်ထိပုံမှဂျုံလို့ရတဲ့အသိဖြစ်လာတယ်။ဒါအရင်နှစ်တွေကပေါ့နော်ဒါအတွေ့အကြုံတွေကိုတော့ဒီနှစ်မှာသူတို့အကောင်းဆုံးယူထားရလို့ကျွန်တော်မြင်တယ်။ဒါအသိရဲ့လူစင်းပိုင်းလေးကိုလည်းကျွန်တော်ပြောမယ်ဒါတော့နောက်တစ်ပိုင်းမှာဆက်ပြောမယ်ပေါ့နော်။အသိရဲ့လူစင်းပိုင်းကိုလည်းဒီပြအာဒီတာတော်တော်လေးကိုဦးစားပေးပြီးလုပ်ထားရတယ်လည်းတွေ့ရတယ်။ အဲ့ဒီအနေထားမှာကျွန်တော်ကပြောချင်တာကအာဆင်နယ်ဘယ်ဖလားကိုလိုချင်တာလဲဆိုတော့အကြောင်းကိုကျွန်တော်တို့ပြောရမှာပေါ့နော်။နောက်ဆုံးတော့ကိုရဲနှုတ်ပြောသွားပါတယ်။ဒါပရီးမီးယားလိဂ်ကိုပဲယူသင့်တယ်ပေါ့။မှန်တယ်ပရီးမီးယားလိဂ်ကိုပဲယူသင့်တယ်။ဒါပေမဲ့ဗျာကျွန်တော်မြင်နေတာကအာဆင်နယ်ပရိသတ်တွေကပါလဲဆိုတော့ပရီးမီးယားလိဂ်လည်းယူမယ်၊ချန်ပီယံလိဂ်လည်းယူမယ်ဆိုပြီးတော့လုပ်နေကြတာကျွန်တော်တွေ့ရတာပေါ့နော်။အဲ့တော့ကျွန်တော်ပြောချင်တာကတစ်ခါမှမရဘူးတဲ့ချန်ပီယံလိဂ်။ပြီးတော့နှစ်ပေါင်းများစွာဝေးကွာနေတဲ့ပရီးမီးယားလိဂ်။နှစ်ခုလုံးကိုတန်းပြီးယူမယ်ဆိုလို့ရှိရင်တစ်ခုမှမရတော့ဘူးထပ်ပြီးတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဲ့တော့လောလောဆယ်မှာအရေးအဝဆုံးကဘာဖြစ်တင်ဆုံးလဲဆိုပရီးမီးယားလိဂ်ကပို့ပြီးတော့အဖြစ်တင်ဆုံးပေါ့အာဆင်နယ်ရဲ့လက်ရှိအစုအဖွဲ့ပရီးမီးယားလိဂ်အသင်းကြီးတွေတည်ငြိမ်မှုရှိတဲ့အနေထားအာဆင်နယ်အရင်ကတည်ငြိမ်နေတဲ့အခြေအနေမှာတော့ကျွန်တော်ကတော့အာဆင်နယ်ကဒီဟာဒီမှာပေါ့နော်ဒါပရီးမီးယားလိဂ်ချန်ပီယံအစုကိုရနိုင်တယ်ပြောဖို့ဆုံးနေသေးပဲဆိုပေမဲ့ဒီအသင်းကလောလောဆယ်မှာတော့အတည်ငြိမ်ဆုံးအသင်းလို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ပြီးတော့ဒီအာဆင်နယ်ရဲ့ဒီလူချင်းပေါ့လူချင်းဆိုတာလေအာဆင်နယ်ရဲ့ကစားဖို့ပေါ့နော်အာဆင်နယ်ကသူ့ရဲ့မာဂျင်ပေါ့နော်သူ့ရဲ့မာဂျင်ကဘယ်လိုလဲဆိုတော့ တည်တမှတ်လို့ဖြစ်တာဒါကလည်းတော်တော်လေးဟိုမှာမဖြစ်နိုင်တော့တဲ့အခြေအနေမှာသူကတည်တမှတ်ကိုရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပွဲတိုင်းနီးပါးကိုနိုင်အောင်ကစားတယ်မရှုံးအောင်ကစားလို့မရှုံးအောင်ကစားဖို့ကတော်တော်အရန်လွယ်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီနေ့မှာဒီနေ့မှာကျွန်တော်မြင်လာရတယ်ပေါ့ဒီဘယ်လိုပြောမလဲဒီခံစစ်ပိုင်းကလည်းတော်တော်လေးဟိုမှာထိုင်ကြလာတယ်ဆိုတဲ့အခြေအနေမျိုးမှာကျတော့အာဆင်နယ်ခံစစ်ကိုကြော်ဖြတ်ပြီးတော့ဂိုးသွင်းဖို့ကကျတော့အရန်လွယ်ကူတဲ့ကိစ္စတော့မဟုတ်တော့ဘူးပေါ့နော်ကွင်းထဲမှာကြည့်ပြန်ရင် ခိုဒီကက်မကစားနိုင်ဘူးဆိုရင် SG ရှိမယ်ပေါ့ဒီတောင်မမာဆိုရင်လည်းဒီစကာမရှိရင်လည်းမာဒူဘီရှိမယ်မာဒူဘီမရှိရင်လည်းစကာရှိမယ်ပေါ့အဲ့လိုမျိုးအစင်နဲ့ဝင်ကစားမဲ့ကစားသမားတွေကရှိနေတာကလည်းအစင်နဲ့တက်ပို့ပြီးတော့ကောင်းစီရဲ့လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီလည်းတစ်ခုကတော့ဒီမာရီနိုကြောင့်ပေါ့မာရီနိုကတော့ဒီကွင်းလယ်မှာဆိုရင်လည်းတော့ကွင်းလယ်မှာကော့ပြောက်အဲ့လိုပုံစံမျိုးပေါ့ဂိုးတက်တဲ့နဲ့ဆိုတဲ့ပုံစံမျိုးကစားလို့ရတယ်မျိုးအစင်နဲ့ဂိုးလိုတဲ့အခြေအနေမျိုးမှာသူ့ကိုထည့်ပြီးတော့စူပါဆက်ပေါ့ အဲ့လိုမျိုးကစားကားလို့လည်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တွားပြီးတော့မြင်ရတယ်ပေါ့နော်ဒီအဓိကတော့ဒီအာဆင်နယ်ကိုနိုင်နေတယ်ဆိုရင်အရင်ဆုံးဂိုးကလည်းအရင်ဆုံးတွင်းရမယ်အာဆင်နယ်ခံစစ်ကိုကြောဖြတ်ပြီးတော့တွင်းပြီးတဲ့နောက်ပိုင်းမှာလည်းအဲ့ဂိုးရလက်ကိုထိန်းထားဖို့ကလည်းလိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီပွဲပြီးကန်ဒီအချိန်ဒီမှာဆိုဒီမာရီနိုတို့မာတင်နယ်လီတို့ကအရင်ကောင်းတဲ့အချိန်လေအဲ့လိုအချိန်ဒီကနေပဲဒီလိုအမှတ်တွေပြန်ပြီးတော့ရှာဖွေခဲ့တာတွေလည်းဒီအရာတွေမှာကျွန်တော်မြင်ပြီးသွားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ ဒီဘောက်တဲမှာသူ့ပြောင်းဒီဘလိုဘတ်စကာပိတ်ဆော့မယ်ဆိုရင်တော့မှဒီအာဆင်နယ်ရဲ့အမြင်ပေါ်အားကောင်းတယ်ဆိုတဲ့အချက်တွေကကြတော့ဒါတော့တော့နောက်ပေါက်တန်းတွေကခွဲချိန်ပြီးဒီပါတောက်ခံနိုင်ဘူးလို့သိတော့မဖြစ်နိုင်ဘူးသူတို့ရဲ့ဒီဘယ်လိုပြောမလဲလူရတာဒီစတုတ်စီးပြီးတော့ဘာလို့ပြောရဆိုမှာဒါသူတို့တက်တာချီကုတ်ပဲပြောမလို့ဒါသူတို့ရဲ့ဒီကအားကောင်းဆုံးအရာပဲဒီအားကတော့သူတို့ဒီဂိုးလိုလာတဲ့အချိန်ထဲမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ငါတို့ဂိုးလိုလာပြီဂိုးကျင်းဖို့လိုလာပြီဆိုဒီအကောက်ကဖြစ်ကိုဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒီအမြင်ပေါ်ပေါ့နော် အစင်းရဲ့အမြင်ပေါ်ကြီးကဒီအချက်တော့သွားပြီးတော့မြင်ရတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့အာဆင်နယ်အသင်းအနေနဲ့ဒီချန်ပီယံလမ်းကြောင်းမှာအဓိကတားဆီးဖြစ်နိုင်တဲ့ຢာကြတော့ကျွန်တော်ကတော့ဒဏ်ရာပြဿနာတွေပြောနေရဲ့ဟိုလက်ရှိအခြေအနေအရဆိုရင်အာဆင်နယ်အသင်းအနေနဲ့ဒီစာကာဒဏ်ရာရလို့မရဘူးပြီးတော့ price ပေါ့နော် price ဒဏ်ရာလို့မရအောင်အင်းရောက်ဒဏ်ရာရမယ်ဆိုရင်တော့တမျိုးတစ်ခုတော့ကြောက်သွားနိုင်တယ် ဘယ်လိုဖြစ်သွားလဲဆိုတော့အာဆင်နယ်ကခံစစ်ကိုပဲပြန်ပြီးအားပြုတ်ပြီးတော့ကစားမယ်ဆိုတဲ့ပုံစံမျိုးလေးတော့ဖြစ်သွားနိုင်တယ်အဲ့လိုဆိုရင်တော့ပွဲတစ်ပွဲကသုံးမှတ်ငြင်းနဲ့ရဖို့ဆိုတာကတ်သွားနိုင်တယ်တော့ဗောအဲ့လိုလိုချင်နေမျိုးတော့ရှိရဲ့ဒါကြောင့်မို့ကျွန်တော်ကတော့အာဆင်နယ်ဒီနေ့မှာချန်ပီယံဖြစ်နိုင်လားဆိုရင်တော့ပရီးမီးယားလိမှာတော့လက်ရှိချိန်များဆိုတော့တော်လေးကမှအားကောင်းတယ်ဆိုတဲ့ချိန်မျိုးမှာရှိရဲ့ပြင်းရည်မဟုတ်ဘူးတခြားဖလားတကူကူပေါ့နော်အခုဖူကာရဘောင်တော့တကယ်လိုချင်တော့ရနိုင်မယ်ဆိုတဲ့ပုံစံမျိုးမှာရှိရဲ့အဲချန်ပီယံလိနဲ့ပရီးမီးယားလိဆိုရင်ကျွန်တော်ကပရီးမီးယားလိကိုပို့ပြီးတော့ အားဆိုင်တယ်လို့ပြောတယ်ပါဟုတ်ကဲ့ဘောတော့ဒါဆိုတော့ဒီအသည်ပေါ့အာဆင်နယ်ကိုကြီးလိုက်တဲ့အခါမှာဒါအာတီတာတော်တော်လေးကိုတွေးထားတဲ့အပိုင်းလေးတွေရှေ့လို့ကျွန်တော်ခန်းစားရတယ်ဘောနော်ကျွန်တော်ဘယ်လိုမျိုးလဲဆိုတော့အခုဘောနော်အာဆင်နယ်မှာကျွန်တော်ပြီးခဲ့တဲ့ရာသီအနေထားနဲ့ကျွန်တော်ရှင်းစီလိုက်မှာဗျာကျွန်တော်ကိုင်ဟာဘက်နိုင်ငံရနေတယ်ဟိုဒီကဲဘောနော်နိုင်ငံရနေတယ်ဟိုဒီကဲလည်းနည်းလေးပွဲကြမှာဘောနော်အဲ့လိုအခြေအနေနဲ့ ပြီးခဲ့တဲ့ယာတီကအာဆင်နယ်ဟာအဲ့လိုမျိုးနာသွားမယ်ပေါ့ကျွန်တော်ဒီယာတီအာဆင်နယ်လူဆင်းကလည်းပြီးခဲ့တဲ့နှစ်ကလူဆင်းလို့ပဲရှိနေမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ကြမလဲပေါ့နော်ဒါပေမဲ့အစောပိုင်းမှာစာကာနာတယ်ပြဿနာမရှိဘူးဘာလို့အကြီးရှိတယ်ဒီလိုအခြေအနေမျိုးပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီပြအာတီတာကတော်တော်လေးကိုသူကစဉ်းစားထားပုံရှာတယ်ဗျ သူ့တင်ရဲ့ကစားသမားတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းဘောပေါ့နော်ပွဲထွက်လူစင်းမှာတန်းပြီးတော့ကစားလို့ရတဲ့ကစားသမားတွေရှိတယ်။ဒီတော့ဆိုလို့ရှိရင်ဆာကာမာတင်နယ်လီထရော့ဆတ်ပဲရှိတဲ့အနေထားကနေအခုဆိုရင်ဆာကာမာတင်နယ်လီ မာရိုအီကီ process ပေါ့နော်ပြီးတော့ကျွန်တော် east ပေါ့နော်ဒီလိုမျိုးအခြေအနေတွေဖြစ်လာတယ်ပြီးတော့ဒီလိုမျိုးဒီမာရိုအီကီနဲ့ east တို့ရောက်လာတဲ့အနေအထားမှာကျွန်တော်တို့ကောင်းတဲ့အရာတစ်ခုထပ်ပြီးတော့တွေ့ရပါဘာလဲဆိုတော့မန္တလေးနဲ့ process ကလည်းပို့ပြီးတော့စူးစမ်းလာတယ်ပို့ပြီးတော့ကောင်းလာတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်ဒီလိုအခြေအနေဖြစ်လာတဲ့အခါမှာ arsenal ကဘာဖြစ်လဲသူတို့ပြန်ဆိုင်ကြတယ်သူတို့ရဲ့ပုံမှန်နေရာရောက်ဖို့ပြန်ဆိုင်တဲ့အခါမှာသူတို့ကောင်းချိုးတွေပဲဖြစ်လာတယ်ဒီနေရာမှာကျွန်တော်တို့လုံးဝမိထားလို့မရတဲ့အရာတစ်ခုကတော့အထောင်တိုက်ဆက်ပိုင်းပဲ အရင်နှစ်တွေကကျွန်တော်တို့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့အများအားဖြစ်ခဲ့ကြတယ်။အာဆင်နယ်ချန်ပီယံဖြစ်စင်တာအာဆင်နယ်ချန်ပီယံဖြစ်စင်လို့ရှိရင်အထောင်တိုက်စုံမှုဆက်ဆက်လိုလိုတယ်။ကိုင်ဟာဘက်ကိုအထောင်တိုက်စုံမှုထားကြတာချန်ပီယံဖြစ်နိုင်အောင်ဒါရှင်းရှင်းလေးကိုးရဲကဒါပေါ့နော်ဒီ Premier Sport ရဲ့အပိုင်းတွေမှာပြောအများကြီးပြောခဲ့တယ်ဒါသွားပြီးတော့ပြန်ကြည့်လို့လည်းရပါတယ်။လိုချင်တဲ့မျိုးတွေရှိတဲ့အခါမှာအခုဆိုလို့ရှိရင်တို့တို့ Sporting ကနေပြီးတော့ကျွန်တော်တို့ပေါ့နော် Jogress ကိုခေါ်လိုက်တယ်ပေါ့နော်။အဲ့တော့အခုဆိုလို့ရှိရင်ဒီတိုက်စုံမှုနဲ့ပတ်သက်ပြီးတော့ပြောတာရရှိတယ်။ အပွဲကြီးတွေမှာတော့တိတ်မရဘူးပေါ့။အဲဒီလိုမျိုးအသင်းလေးအကြောင်းပါဂိုးတွေရတာ။ဘာညာဆိုပြီးတော့ပြောတာရှိပေမဲ့တကယ်တမ်းမှာအာဆင်နယ်မှာလိုအပ်နေတာကဒီတိုက်စစ်မှုစရဲ့ပုံစံမျိုးလိုအပ်နေတာပေါ့ဗျာ။သူတို့ကွေးလေတိုက်စစ်အာတန်တဲ့ကစားသမားကတိုက်စစ်မှုပုံစံကစားနေတယ်။တိုက်စစ်မှုစစ်စစ်ကတိုက်စစ်မှုပုံစံကစားတဲ့အခါမှာအသင်းရဲ့ play back ကိုလည်းပိုကောင်းတယ်။တခြားသောတောင်ပိုင်းတိုက်စစ်ကစားသမားတွေလည်းပိုကောင်းတယ်။ကွေးလေတိုက်စစ်ကလည်းသူလည်းချိန်ဆက်ရတာပိုကောင်းတယ်ပေါ့။ဘလို့ပဲဘယ်ပွဲမှာဂိုးရတယ်ဖြစ်တော့ဘယ်ပွဲမှာဂိုးမရဘူးဖြစ်တော့တိုက်စစ်မှုဆိုတာလိုလိုအပ်တယ်။အဲ့တော့ဒီလိုမျိုးတိုက်စစ်မှုလိုအပ်ချက်တွေအာဆင်နယ် မှာရောင်းသွားတဲ့ခါမှာအာဆင်နယ်ဟာချန်ပီယံဖြစ်ဖို့ဆိုလို့ရှိရင်အရာအလုံးပြည့်စုံသလိုမျိုးဖြစ်နေတယ်။အခုဆိုလို့ရှိရင်ဟိုအိုရီဂတ်နာဝါရယ်အိုရီဂတ်နာဝါရယ်ကျွန်တော်အရင်တော့အစ်တေရအချိန်မျိုးဆိုလို့ကျွန်တော်အိုရီဂတ်နာဝါရယ်ဟာအဆင်မပြေဘူးသွားပြီပေါ့။အစောပိုင်းလိုက်တော့ဆိုလို့ရှိရင်ဟိုဆာကာနာရယ်ဟာသွားပြီဘာလို့မပြောင်း။ဒါပေမဲ့ဆာကာနာရဲ့အချိန်မှာအာဆင်နယ်ရလက်တည်ကြည့် ဘာဖြစ်လဲအားမဖြစ်ဘူးအစင်ပြေတယ်အရန်သိဝင်မဲ့လို့ရှိတယ်အခုဆိုလို့ရှိရင်အိုဒီကနာဝါလို့ရှိရင်လည်းအားမဖြစ်ဘူးဒီပြအာဒီတာရဲ့လူစင်းကတော်တော်လေးကိုအင်အားတောင့်တင်တယ်သူအစင်ပြေတယ်လို့သူလှည့်ပြီးတော့လောက်သွားလိမ့်မယ်အဲ့တော့ဒီလိုအခြေအနေမျိုးရှိသွားတယ်အရန်အင်အားတောင့်တင်သွားတဲ့အာဆင်နယ်အသင်းဖြစ်သွားတယ်ဒီလိုအခြေအနေမျိုးမှာဘောလုံးသင်းသင်းက ပွဲတပွဲကိုရှုံးဖို့ဆိုတာလည်းဂိုးပြီးမှရှုံးရပါလေ။အာဆနယ်ကငါကတော့မျိုးကိုမသွင်းဘူး။မင်းကလည်းကောဘုံမသွင်းနိုင်ဘူးဆိုတော့အာဆနယ်ကပွဲမရှုံးတော့အာဆနယ်အနေဆုံးသေရင်လက်မှတ်တော့ရမယ်။ဒီလိုအခြေအနေမျိုးရှိတဲ့အခါမှာအာဆနယ်ကိုကျွန်တော်တို့အပြစ်ပြောစရာဘာမှသိပြီးတော့မရှိဘူး။ဒီလိုအခြေအနေဖြစ်နေတယ်။တခြားပရီးမီးယားလိဂ်တွေအသင်းတွေကပေါ့နော်အသင်းကြီးတွေပေါ့တည်ငြိမ်မှုအားအရန်နေနေတဲ့အချိန်မှာအာဆနယ်အသင်းကတည်ငြိမ်မှုအပြစ်ဖြစ်နေတဲ့အချိန်လူစည်းပိုင်းကလည်းပို့ပြီးတော့တောင်းတင်းနေပြီးတော့အဲ့ဒီကစားသမားတွေကလည်းပုံစံကောင်းအောင်ရတယ်ဗျာ။ ကျွန်တော်တို့ကဒီမာလုံအီကီကိုပါစနယ်ရောက်လာတယ်ဒီလောက်လုံးပြပါမလားဆိုတဲ့အနေထားရှိခဲ့ရမယ်တကယ်တမ်းရောက်သွားတဲ့အခါမှာတတော်အဆင်ပြေနေတာပဲလေအဲဒီလိုအခြေအနေမျိုးပေါ့နော်ဥပမာတစ်ခုပြောမယ်ဆိုလို့ချင်းလူမျိုးရှိတဲ့အခါမှာအရာအားလုံးပြည့်စုံနေတဲ့ဘောလုံးရာသီတစ်ခုတော့တို့ကပိုင်ဆိုင်နေရလို့ကျွန်တော်မြင်တယ်အခုဆိုလို့ချင်းလည်းမပေးစရာရဲ့ထိတ်ဆုံးနေရာကိုရောက်နေပြီနော်ဒါကိုဆက်ပြီးတော့ပြင်ထားဖို့ပဲလို့လားအဲ့တော့ချန်ပီယံလိယူလားပရီးမီယံလိယူလားပေါ့ဆိုတော့လည်းပြောရပါတယ်ဒီအောင်ပဲထပ်ပြီးပြောပါမယ်အဲ့တော့ချန်ပီယံလိယူချင်တာတော့သိပါတယ်ဒါချန်ပီယံလိလည်းအာဆင်နယ်ဆိုတော့အာဆင်နယ်ပရိသတ်တွေရောအာဆင်နယ်သင်းရောလိုချင်ပါ ါပဲဒါပေမဲ့လောလောဆယ်မှာဒါချန်ပီယံလိကိုခဏမိထားတင်တယ်တကယ်တမ်းပေါ့ဖြစ်တင်ဖြစ်လိုက်တာကိုပို့ပြီးတော့စဉ်းစားရတော့ဗျာမဟုတ်ဘဲနဲ့နှစ်ခုလုံးဆိုလို့ရှိရင်နှစ်ခုလုံးမှာလွဲချော်သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တဲ့အခါမှာတော့ချန်ပီယံလိကိုခဏမိထားပရီးမီးယားလိကလည်းချန်ပီယံဖြစ်တာအရင်ကြီးမှအရင်ကြီးကိုကြာနေပြီဖြစ်တယ်ရှုံးဝဲမရှိဒေယာဆာပြီးတော့အခုရဒီအာဆင်နယ်ကပရီးမီးယားလိမှာလက်ချန်ပီယံမဖြစ်တော့ဘူးအကောင်းဆုံးဒုတိယအနေနဲ့ပဲအာဆင်နယ်ဟာလဲပတ်နေတဲ့အနေထားမှာတော့ဒီရာသီကတခြားသတိကလည်းပြတ်နေတဲ့အချိန်မှာကိုကအခွင့်အရေးရှိနေတယ်။အဲ့တော့ဒီအခွင့်အရေးကိုအမိရယူပြီးတော့ ချန်ပီယံလိကိုခဏမေးတာကိုလို့ဆက်စီရဲ့ပရီးမီးယားလိကိုပဲဦးစားပေးပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါဒီယာတီမှာအာဆင်နယ်အသင်းဒါပရီးမီးယားလိချန်ပီယံဖြစ်နိုင်မလားဆိုလို့ကျွန်တော်ကဖြစ်နိုင်တဲ့ဘက်မှာကျွန်တော်ကနေစင်တယ်လို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ဗောနော်ဒါအာဆင်နယ်သင်းဒီယာတီမှာဒါပရီးမီးယားလိချန်ပီယံဖြစ်မလားဆိုတော့ခေါင်းစဉ်ဗောနော်ဒါကျွန်တော်တို့ညောက်ပြောရတဲ့အနေအထားမှာတော့အကောင်းနေများတယ်အကောင်းနေများတယ်ဒါကိုယ်ရဲလင်းထုံးရောဆိုတော့ဗောနော်ဒါအာဆင်နယ်ချန်ပီယံဖြစ်မဲ့ဘက်မှာဗောနော်ဒါနေခဲ့တယ်လို့ ကျွန်တော်တို့ထင်ပါတယ်ဒါအမှတ်ရစရာလေးပြောမယ်ဆိုလို့ရှိရင်တော့ဒါ Premier League Poison 1ပေါ့နော်ဒါ Man Arsenal ပွဲပြီးမှဒါကျွန်တော်တို့နေ့လေးတစ်မျိုးမြင်ခဲ့တဲ့ပရိသတ်တွေလည်းဒါဒီဗီဒီယိုကြည့်ပြီးတော့တစ်မျိုးတစ်မျိုးတော့ပြန်ပြီးတော့တို့အမြင်လေးလည်းပြောင်းလဲသွားမယ်လို့ကျွန်တော်လည်း ပေါ်ပေါ်တော့ဟွာပေါ်ပါပြောလင့်တယ်ပေါ့နော်ဒီလိုပြောလဲကျွန်တော်ပြောလင့်တယ်အဲ့တော့ဒီရာသီမှာကတော့ကျွန်တော်ရဲ့အမြင်အရဆိုလို့ရှိရင်တော့တည်ငြိမ်မှုပါပဲအာဆင်နယ်ကအတည်ငြိမ်ဆုံးအသင်းပဲအဲ့တော့အာဆင်နယ်ချန်ပီယံဖြစ်နိုင်တယ်ဆိုတော့အနေထားနဲ့ပဲကျွန်တော်တို့ပြောရင်းနဲ့ပဲကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်ကိုတော့ဒီနေရာမှာပဲပြလိုက်မယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဒီအချိန်တစ်ခုပေးပြီးတော့ဒါပြောတော့ကျွန်တော်ရဲ့ဆွေးနွေးပေးရဲကိုရဲထုတ်ရဲကျွန်တော်ကျေးဇူးတင်ပါတယ်တဖြည်းဖြည်းချစ်ရှုနေတဲ့ The Premier Sport ရဲ့ပရိသတ်တွေအကုန်လုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ